မင်္ဂလာပါရှင် MBA သတင်းဌာနရဲ့ဒီကနေ့မေလ22ရက်နေ့မှာရရှိထားတဲ့သတင်းတွေကို ကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင် တင်ဆက်ပေးမယ့်သတင်းတွေကတော့နေပြည်တော်ကလွဲပြီးစစ်ဗိုလ်ချုပ်တွေရဲ့အသက်ကိုစစ်ကောင်စီအာမမခံနိုင်တော့ဘူးဆိုတဲ့သတင်းစစ်ကောင်စီရဟတ်ရင်ကိုတာဝေးပစ်လက်ဖြောက်တန်ကြပ်က ဖောက်ရိုင်းဖဲနဲ့ KIA ပြစ်ချတာဖြစ်နိုင်တယ်ဆိုတဲ့သတင်း မြစ်ဆောင်ပြန်စားဖို့စစ်ကောင်းဆောင်လေးတန်းပစ်လာတာဟာတရုတ်အလိုဖြစ်စည်းပေးဖို့ဖြစ်တယ်လို့တဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူတွေကပြောတဲ့သတင်းချမ်းဤစက်ယုံကဆန္ဒပြလှုပ်သားတွေတောင်းဆိုမှုအလုံးနှိပါကိုအလုံရှင်လိုက်လျောလိုက်တဲ့တဲ့င်အာဆီယံမှာမြန်မာစစ်အုပ်စုပါဝင်နေမှုအလုံးကိုချက်ချင်းရတံမှု TMD တောင်းဆိုတဲ့တဲ့င် ူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ်အတွက်အပြစ်ခတ်ရက်စဲထားဖို့အစ္စရေးဝန်ကြီးချုပ်ဂရေပြူတဲ့သတင်းအစားရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်ကလွယ်ပြီးစစ်ဗိုလ်ချုပ်တွေရဲ့အသက်ကိုစစ်ကောင်စီအာမမခံနိုင်တော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နေပြည်တော်ကလွဲပြီးစစ်ဗိုလ်ချုပ်တွေရဲ့အသက်ကိုစစ်ကောင်စီက အာမမခံနိုင်တော့ဘူးဆိုတာဗိုလ်ချုပ်ချုပ်ထွန်းအောင်ပြစ်ခတ်ရှင်းလင်းခံရတဲ့ဖြစ်စဉ်ကတတ်သိခံနေရလို့ရဲတရင်ရင်းမြစ်တအူကပြောပါတယ် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်အပြင်နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေကိုတင် जा ပေးနေတဲ့ဗိုလ်ချုပ်ချုပ်ထွန်းအောင်ဟာဒီကနေ့မနက်ပိုင်းကရန်ကုန်မြို့မယန်းကုန်းမြို့နဲ့ A1 လမ်းပေါ်မှာပြစ်ခတ်ရှင်းလင်းခံရတာပါရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ Golden Valley Warrior ကအဲ့ဒီစစ်စင်ရေးကိုဆောင်ရွက်ခဲ့တာဖြစ်ပြီးမြို့ပြပျောက်ကြားရဲဘော်တွေကတော့အထူးကံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ဟာ ာစစ်တပ်အသွင်းဗိုလ်မှူးကြီးအစင်ကနေစတင်တက်ရောက်ရတဲ့အစင်မြင့်စစ်တင်တန်းချောင်းဖြစ်ပြီးဗိုလ်ချုပ်ချိုတွန်းအောင်ဟာကမ္ဘောဒီးယားနိုင်ငံတန်မတ်ဖြစ်လဲဆောင်ရွက်ခဲ့ပူသူဖြစ်ပါတယ်။မြန်မာနိုင်ငံကို ပြန်ရောက်ချိန်ကစလို့နေပြည်တော်ကနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစစ်တပ်အရာရှိကြီးတွေကိုတင် जा ပို့ချခဲ့ပြီး2023ခုနှစ်ဇန်နဝါရီလ1ရက်မှာမင်းအောင်လှိုင်ကဗိုလ်ချုပ်ချိုတွန်းအောင်ကို ဝနကျော်ထင်ပွဲပေးခဲ့တယ်လို့သိရပါတယ်။ ဒုတိယသတင်းတပုတ်အနေနဲ့စစ်ကောင်စီရဟတ်ရင်ကိုတာဝေးပြစ်လက်ဖြောက်တန်ချက်ကာဖောက်ရိုင်ဖယ်နဲ့ KIA ပြစ်ချတာဖြစ်နိုင်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဟတ်ရင်တွေကို KIA ကတာဝေးပြစ်လက်ဖြောက်တန်ချက်ကာဖောက်ရိုင်ဖယ်နဲ့ပြစ်ချခဲ့တာဖြစ်နိုင်တယ်လို့မြမစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာ လေးလာရေးအဖွဲ့မြမ Defense and Security Institute MDSI ကထုတ်ပြန်ပါတယ်။မေလ20ရက်ကဗမော်မြို့ကိုစစ်ကူလာတဲ့စစ်ကောင်စီရဟတ်ရင် ၃စင်ကို KAI ကပြစ်ချခြင်း၂စင်ကိုထိမှန်ခဲ့ပြီး၃စင်ကတော့ရွှေကူမြို့နယ်15မိုင်ခန့်အကွာတောတွင်းတနင်္လာကို ပြတ်ကျခဲ့သလိုနောက်၃စင်ဟာလည်းရွှေကူမြို့ခမရ96ကိုအရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့သိရပါတယ် M99 AMR တန်ချက်ကဖောက်ရိုင်းဖယ်ဟာတရုတ်နိုင်ငံလုံးတာဝေးပြည်လက်ဖြောက်ရိုင်းဖယ်မျိုးစားဖြစ်ပြီးမီတာ1900အကွာက 25mm အထူးတန်ချက်ကကို ဖောက်ထွင်းနိုင်တာကြောင့်အပေါ်စားတင်ကားနဲ့ တန်ကြက်ကာယင်တွေကိုပိတ်ခတ်ဖြတ်စင်းနိုင်တယ်လို့ရထားတဲ့လေယင်နဲ့ရဟတ်ယင်တွေကိုလည်းပိတ်ခတ်နိုင်တယ်လို့ဆိုပါတယ်။ဗမော်တိုက်ပွဲတွေအတွင်းစစ်ကောင်စီက လေယင်ပြန်တန်းလှုပ်ရှားမှုကို စနစ်တကျစောင့်ကြည့်ပြင်ဆင်ပိတ်ခတ်နိုင်ခဲ့တာဖြစ်ပြီးစစ်တပ်ဗျူဟာအရေးကြီးနေရာတွေရဲ့အနီးဝန်းကျင်မီတာတစ်ထောင်လောက်အထိ KAI ကထိန်းချုပ်ထားတဲ့အတွက်အခုလိုပိတ်ခတ်နိုင်တာလည်းဖြစ်တယ်လို့ MDSI ကဆိုပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဟာအခုပြတ်ကျခဲ့တဲ့ရဟယင်အပါအဝင်စစ်ကောင်စီ FTC တူတောင်စင်ကြီးတိုက်လျင်ဒဇင် MI35 တိုက်ခိုက်ရေးရဟယင်ဒဇင်နဲ့ MI17 ပို့ဆောင်ရေးရဟယင်နှစင်းတို့ကိုပြတ်ကျအောင် ပြစ်ချထားနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။ တတိယသတင်းတော်အနေနဲ့မြစ်ဆောင်ပြန်စားဖို့စစ်ကောင်းဆောင်လေးတန်းပစ်လာတာဟာတရုတ်လိုဖြစ်စီပေးဖို့ဖြစ်တယ်လို့တဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူတွေကပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တနိုင်ငံလုံးကပြည်သူအများလက်မခံတဲ့ကချင်ပြည်နယ်ကမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ပတ်သက်ပြီးစစ်ကောင်းဆောင်ကအာဏာသိမ်းကာလအတွင်းဒုတိယအကြိမ်မြောက်အဖြစ်မေလ20ရက်ကစစ်ကောင်စီအစိုးရအစည်းအဝေးမှာထောက်ဖော်ပြောဆိုခဲ့ပါတယ်။အဲဒီလိုထုတ်ပြောလာတဲ့အပေါ်တဘာဝပတ်ဝန်းကျင်လေးလာစောက်ကြည့်သူတွေကမြစ်ဆုံစီမံကိန်းကိုပြန်ဆဖို့ပြင်ဆင်နေတာဟာတရုတ်လိုကိုဖြေဖို့တသက်ပဲဖြစ်တယ်လို့ထောက်ပြကြပါတယ်။ တရုတ်ကအလွန်လိုလားနေတဲ့မြေဆုံစီမံကိန်းကို ပြန်လည်စတင်မှုအတန်လွှင့်လိုက်တာဟာလေစစ်ကောင်းဆောင်မေအောင်လိုက်တဲ့တရုတ်တို့အကြားနိုင်ငံရေးအရာမဟာမိတ်ဖြစ်တယ်ဆိုတာကိုနိုင်ငံတကာထံပြသလိုတာကြောင့်လည်းဖြစ်နိုင်တယ်လို့ကြမ်းကျင်သူတွေကယူဆနေကြပါတယ်။အတိမပြုတ်နိုင်သေးတဲ့သတင်းတွေအရာတရုတ်အစိုးရကစစ်ကောင်စီထံလောင်စာဆီနဲ့သဘောဝတန်းငွေပိုက်လိုင်းအတွက်၃နှစ်စာအမေရိကန်ဒေါ်လာဘီလီယံ300ကျွတ်တင်ပေးချေထားတယ်လို့သဘောဝပတ်ဝန်းကျင်အရေးတက်ကြွလှူရှာ ာသူတွေထံကသိရပါဗျ။ စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမေလ20ရက်အစည်းအဝေးမှာမြန်မာနိုင်ငံအတွင်းလက်စစ်တာဖူလုံစွာရရှိဖို့လက်စစ်တာပေးစီမံကိန်းတွေကိုအရင်ကတည်းကလှုပ်ဆောင်ခဲ့ပေမဲ့ရှင်းနစ်ပြီးသားစီမံကိန်းတွေကိုအကြောင်းမျိုးမျိုးကြောင့်ဆက်လက်အကောင့်ထဲမပေါ်နိုင်တဲ့အတွက်လက်စစ်တာဖူလုံမှုမရှိတာဖြစ်တယ်လို့ပြောပါရတယ်။အဲ့ဒီစီမံကိန်းကိုမရက်တရင်မြန်မာနိုင်ငံရဲ့တဘောပတ်ဝန်းကျင်အပြင်လူမှုဘဝနိုင်ငံရေးစီးပွားရေးအလုံးဟာအဆိုးဆုံးအခြေအနေကိုရောက်ရှိလာနိုင်တယ်လို့တဘောပတ်ဝန်းကျင်ရေးလှုပ်ဆောင်ခဲ့ သူတွေကမှတ်ချက်ပေးပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့ချမ်းဤစက်ယုံကဆန္ဒပြလှုပ်တာတွေတောင်းဆိုမှုအလုံးနှီးပါကိုအလုံးရှင်လိုက်လျောလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချမ်းဤအထည်တဲ့ဖနက်စက်ယုံကအလုံးသမား6000ကျော်ဟာမေလ14ရက်ကစလို့ဒေးဂျီနေ့စဉ်ကြီးတုံးမြင့်ရရှိဖို့အတွက်ဆန္ဒပြတောင်းဆိုခဲ့ပြီးတပတ်အကြာမေလ20ရက်မှာတော့သဘောတူညီမှုရရှိခဲ့တယ်လို့အလုံးသမားတွေက ပြောပါရတယ်။ ဆန္ဒပြတောင်းဆိုခဲ့ပြီးရပ်ပေါင်း9ရက်အကြာမှာအလို့ရှင်ဘက်ကစစ်ရုံလုံသားတွေရဲ့တောင်းဆိုချက်တွေကိုလိုက်လျောခဲ့တဲ့အတွက်တောင်းဆိုမှုအောင်မြင်ခဲ့တယ်လို့ဆိုပါတယ်ဒေဂျီ9200ကနေ600တိုးပေးပြီး9800ထောက်ပံ့ဈေးတိုးပေးတာက3800နဲ့အစိုးရထောက်ပံ့ဈေး2000စံဘုံစီဘိုးက400ကိုအရင်တိုင်းပေးရသွားမှာဖြစ်တာကြောင့်ဒေဂျီစုစုပေါင်း12000ရရှိသွားခဲ့တယ်လို့ဆိုပါတယ်။ တောင်းဆိုမှုပြုလုပ်ခြင်းအတွင်စက်ယုံဘက်ကဒေးကြီးချက်900တိုးပေးမယ်ဆိုပြီးသဘောတူစာချုပ်ချုပ်ဆိုခဲ့ပေမယ့်အဲ့ဒီသဘောတူညီချက်ကိုအလုပ်သမားတွေဘက်ကလက်မခံနိုင်တာကြောင့်ဆက်လက်တောင်းဆိုမှုတွေပြုလုပ်ခဲ့ပြီးနောက်အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။အာနာသိမ့်မီနောက်ပိုင်းကစလို့အလုပ်ရှင်တွေဟာအလုပ်သမားခွင့်ရတွေကိုကြောင်ထိုးထားပြီးလောက်ကလာစာအပြေဝမပေးတာအချိန်ပိုခြင်းမပေးတာလုပ်ငန်းရပ်နာပြီးနောက်ပိုင်းအလုပ်သမားကိုရော်စီမပေးတာတွေရှိနေလို့အလုပ်သမားအရေးဆောင်ရွက်နေသူတွေ တွေကလည်းထောက်ပြကြပါတယ်။ဆက်လက်ပြီးအာဆီယံမှာမြန်မာစစ်အုပ်စုပါဝင်နေမှုအလုံးကိုချက်ချင်းရတတ်မှု TMD တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံမှာမြန်မာစစ်အုပ်စုပါဝင်နေမှုအလုံးကိုချက်ချင်းရတတ်မှု Defend Myanmar Democracy TMD ကတောင်းဆိုလိုက်ပါတယ်။ လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကဦးဆောင်ပြီးအခုလကုန်ပိုင်းမှာကျင်းပမယ်46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်နေချိန်မြန်မာစစ်အုပ်စုနဲ့ဆက်လက်ထိတွေ့ဆက်ဆံမှုစီစဉ်လှုပ်ဆောင်နေမှုအပေါ် Defend မြန်မာ Democracy DMD ကရှုတ်ချလိုက်တာပါ အာဆီယံဟာစေအုပ်စုနဲ့ဆက်ဆံရေးအလုံးကိုချက်ချင်းရပ်တန့်ပြီးအန်ယူဂျီအစိုးရအပါအဝင်တိုင်းဒေသတော်လှန်ရေးအဖွဲ့အစည်း IAO တွေလိုတရားဝင်ကိုယ်စားလှယ်တွေနဲ့တရားဝင်ထိတွေ့လှုပ်ဆောင်ရမှာဖြစ်တဲ့အပြင်အောင်မြင်မှုမရှိတဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုကျော်လွန်သင့်ပြီလို့ဆိုပါတယ်။ ဆာတင်ချောင်းတွေနဲ့ကြေးရွာတွေကိုပုံကျဲတိုက်ခိုက်မှုတန်းနဲ့ချီရဲပြည်သူတွေကိုနေရဆွန့်ကောထွက်ပြေးစေမှုတွေအပါအဝင်ဆေးရဆွေးမှုတွေကိုကြကြပြပြကျူးလွန်နေတဲ့မြန်မာစစ်အုပ်စုကို ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေဆောင်ရွက်ဖို့အာဆီယံကပြက်ကွက်နေတယ်လို့လည်းပြောပါရတယ်။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းစေအောင်စုဟာလေးချောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း၄000ကျော်လုဆောင်ခဲ့ပြီးအရသာပြည်သူတွေကိုအစုလိုက်အပြုံလိုက်တက်ဖြတ်ကလူခွင့်ရင်းနဲ့နိုင်ငံတကာဥပဒေတွေကိုမတိမဲမြင်ပြုနေရလို့ TMD ကပြောပါတယ်။ နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်အတွက်အပြစ်ခတ်ရက်စဲထားဖို့အစ္စရေးဝန်ကြီးချုပ်ဂရီပြူတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အစ္စရေးဝန်ကြီးချုပ်ဘစ်စမင်နီတန်ညာဦးကနိုင်ငံတကာရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေခံနေရချိန်မှာဂါဇာဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်အသစ်အတွက်အပြစ်ခတ်ရက်စဲထားဖို့ဂရီပြူလိုက်ပါတယ်။ဂါဇာကိုဒီသတင်းတပတ်အတွင်းရောက်ရှိလာတဲ့အရေးပေါ်အကူအညီတွေကိုပါလက်စတိုင်းတွေလက်ထက် ဲအရောက်ပို့နိုင်ဖို့စ조사နေရလို့ကုလသမဂ္ဂကပုံတူးနေမှာပြောပါတယ်။အစားအစားဈေးဝါလောင်စာစီနဲ့တခြားပစ္စည်းတွေအလုံးကို၃လနီးပါးပိတ်ဆို့ထားခဲ့ပြီးတဲ့နောက်နိုင်ငံတကာဖိအားကြောင့်အစ္စရေးကဂါဇာကိုကူညီပေးတဲ့ထရက်ကားဓာစီပေါင်းများစွာဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီပစ္စည်းတွေကအစ္စရေးနယ်စပ်ကာရန်ရှာရွန်နယ်စပ်ဂိတ်စကန်ရဲ့ဂါဇာဘက်ခြမ်းမှာပဲရှိနေသေးဖြစ်ပါတယ်။ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူစတီဗီဒူဂျာရီကတော့တင်းလာနေကလေးကဝင်ရောက်လာတဲ့ထောက်ပံ့ပစ္စည်းအများစုကိုကုလသမဂ္ဂထရက်ကားတွေပေါ်တင်ထားပြီးသားဖြစ်ပေမဲ့ဖြတ်ကျော်စကန်ဧရိယာကနေထောက်ယူလို့မရသေးဘူးလို့ပြောပါတယ်။အစ္စရေးစစ်တပ်ကလည်းသူတို့ကိုအုံပြုခွင့်ပြုထားတဲ့လမ်းဟာအရန်အနေအများတယ်လို့ဆိုပါတယ်။ ုလသမဂ္ဂရရှိတဦးကတော့ဗုဒ္ဓနေ့ညပိုင်းမှာဖြတ်ကျော်စကန်ဧရိယာကနေထွက်ခွာလာတဲ့ထရက်ကာ၁၀စီးကျော်ဟာဂါဇာလေပိုင်းကဂိုဒေါင်တွေစီးရောက်လာပြီလို့နောက်ပိုင်းမှာပြောခဲ့ပါတယ်။ MB ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်